ဖျောင်းတက်ဂရိတ်ဆရိုက်တယ်ဆိုတော့အထက်ကညီမတို့ကတိတ်မွက်ညီတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ညီမဝေစားစင်ရမှုဆိုရင် stylish တွေကတိတ်တိတ်ချာချာလုပ်ပြီးထားရတယ်ပေါ့နော် makeup ဆိုရင်လည်းအများကြီးကိုမလိန်ပေါ့နော်ဘာဖြစ်လို့ဆိုတော့အဲ့ဒါကကြတော့လေဒါ makeup ဆရာကိုကိုရန်ရလေကိုလိုချင်တဲ့ပုံစံပြောရတာပေါ့အဲ့ဒီကိုရန်ဆရာမရဲ့ပုံစံဆိုလဲဆရာမကလက်သေးအရှိတောင်မထားဘူးအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုဆိုတော့အဲ့ဒီဆရာမကိုလည်းကိုသဘောကျတာနဲ့ပဲအဲ့ဆရာမရဲ့ပုံစံလေးကို inspire ယူပြတာပေါ့ဆီယာမားရဲ့အပြင်မှာဆိုရင်တဲ့ပေါ်တော်တော်ပျော်တတ်တဲ့သူတဲ့ဒါပေမဲ့ပေါ့နော်သူဆီယာမား character ကိုဝင်အောင်တော့လုပ်နိုင်နေဆိုတဲ့အတိုင်းပဲပေါ့နော်ညီမ shooting ရိုက်နေတဲ့အချိန်မှာညီမဒီလူပဲဆီယမတစင်လွယ်ဆိုဆီယမတစင်လွယ်ပဲဒါပေမဲ့ရှူတင်ပြီးသွားရင်တော့ညီမမဟုတ်တော့ဘူးပစီဆိုးပြတ်သွားအောင်ဒုတိယအကြိမ်ထပ်ပြီးတော့အားပေးခံရတယ်တချို့အလိုချီကျူးစကားတွေလည်းမြင်ရတယ် ဲ့ဒီအတွက်လည်းဂျေဆုအများကြီးတင်တယ်ပေါ့နော်ညီမအကြောင်းသားတွေကိုဆူတဲ့အခါကျရင်လည်းတစ်ခါကျရင်အဲ့လိုပေါ့နော် dry dye ပါတော့လည်းပြောရပေါ့နော်ဟဲ့အတန် flow အရင်မြင့်နေတယ်နည်းနည်းလေးဟွာဖြစ်ဆိုရင်အဲ့လည်းကကိုကိုနည်းနည်းပြန်ထိန်းပြီးတော့မှဩငါဒီ flow နဲ့ပဲသွားရမယ်ဆိုတာကိုကိုကကိုမှတ်ယူလိုက်တယ်ကိုရဲ့မျက်လုံးမှာတနာမှုလည်းပေါ်ရမယ်ဒီကလေးတွေပေါ်ကျင်နာတဲ့ဟာမျိုးလည်းရှိရမယ်ဆီယာမကိုကိုရဲ့ ပုံစံနဲ့ပေါ့နော်အကောင်းဆုံးတော့ပုံပေါ်ခဲ့တာပေါ့အခုကအိမ်မှာပဲကိုယ့်ကိုနေနေရပေါ့နော်နေနေနဲ့အခုဖျောင်းတက်ဂရစ်ကိုထပ်ပြီးတော့အားပေးခံရတယ်ဒုတိယအကြိမ်ထပ်ပြီးတော့အားပေးခံရတယ်တချို့အဲ့လိုချီကျူးစကားတွေလည်းမြင်ရတယ်အဲ့ဒီအတွက်လည်းဂျေစုအများကြီးတင်တယ်ပေါ့နော်အဲ့လိုတခါညအဲ့လိုတွေးမိတယ်ပေါ့အော်လို့ ငါတို့ကားလေးကဘာပဲပြောပြိသက်တွေရင်ထဲမှာတကယ်ရှိတာပဲဆိုတဲ့အတွေးလေးပေါ့နော်အဲ့ဒါလေးကတကယ်ဝမ်းသာပါတယ်ဟုတ်အရင်တော့ကလည်းပေါ့နော်ဒီဖျောင်တက်ဂရိတ်ဟိုဖြစ်ခဲ့တော့မှလည်းအင်တာဗျူးတွေမှာဖြေခဲ့ပူပါတယ်ညီမတို့ကဒီဖျောင်တက်ဂရိတ်စရိုက်တယ်ဆိုတဲ့ကအထက်ကညီမတို့ကတိတ်မွတ်ညီတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ညီမဝတ်စားစင်ရမှုဆိုရင်စတိုင်လစ်တွေကတိတ်တိတ်ချာချာလုပ်ပြီးထားရတယ်ပေါ့နော်အမ်ဟိုပဝါခါးချာလေးညက်တာဆိုအဲ့ပထမတော့ပဝါခါးချာမညက်သေးဘူးအဲ့ဒီချိန်မှာဘာဖြစ်လဲဆိုတော့အမ် producer နေပြီးတော့ပေါ့နော်ဟွာတဲ့သူတို့ကြောင့်ဆီယမားပေါ့နော်ပေါ်ပါလေးခါးချညက်တယ်တဲ့အဲ့ဒါလေးလုတ်ပေးပါဆိုတာနဲ့အဲ့ဒါနဲ့ပေါ်ပါခါးချလေးညက်တယ် make up ဆိုရင်လည်းအများကြီးကိုမလိန်ပေါ့နော်ဘာဖြစ်လို့ဆိုတော့အဲ့ဒါကကြတော့လေဒါ make up ဆရာကိုကိုယ်တိုင်ကလည်းကိုလိုချင်တဲ့ပုံစံပြောရတာပေါ့ဟိုတမီးကတော့ကြောင့်ဆီယမားနေဘာလို့ဆိုတော့ညီမမျက်လုံးအယောင်ယမ်းတင်လို့မရဘူးတင် van ရုပ် ပေါက်သွားမှာဆိုလို့ဆိုတော့အဲ့တော့ make up ဆရာကြီးနဲ့လည်းတိုင်မြင်တယ်ပြီးတော့လည်းဒီကားလေးကအခုချိန်ဒီပြိသက်ရင်ထဲမှာရှိနေတာလေပေါ့နော်ကိုယ်စိတ်ထဲမှာအတွေးပေါ့နော်ဘာလို့လဲဆိုတော့ညီမတို့ဒီကားဖြစ်မြောက်ဖို့အတွက်ကတင်းဘွက်ညီညီလှုပ်ထားတာပေါ့နော်ညီမတယောက်တည်းကောင်းခဲ့တာလည်းမဟုတ်ဘူးဆရာကြီးလည်းကောင်းတယ်ညီမအကြောင်းသားတွေလည်းကောင်းတယ်ပြီးသွားရင်ကင်မရာ lighting setting အကုန်ပေါ့နော်အကုန်ကောင်းခဲ့လို့ညီမတို့တင်းဘွက်လည်းညီခဲ့လို့ဒီကားလေးကအခုချိန်ဒီပြိသက်တွေရင်ထဲမှာရှိနေတယ်လို့ခံစားရတယ်ပေါ့အာသဘင်ကတော့ပထမကတော့ စဉ်းစားထားတာကိုတန်းမိုင်ဆရာမရှိတယ်ပေါ့နော်ဟိုကိုရန်အရန်ကြိုက်တဲ့ကိုရန်အတန်းမိုင်ဆရာမရှိခဲ့တယ်အဲ့ဆရာမဆိုရင်အမြဲတမ်းသပင်လေးကိုအမြဲထုတ်မယ်ညီမကကြတော့အဲ့လိုအမောက်ကလေးဖြစ်ချင်တာပေါ့နော်ဘာလို့ဆိုတော့တီချေကကြတော့သပင်ကိုသူအတိလေးညှက်ပြီးတော့အမောက်ကလေးလှုပ်ထားတာဆိုတော့ ကိုယ်စပင်အဲ့ချိန်မှာကျတော့လေတိုးနေတော့အမောက်ကလုံးလို့မရတော့ကဲအဲ့ဆိုလဲကော်လေးနဲ့ပြန်ပြီးတော့ပေါ့နော်အဲ့လိုလေးလှုပ်ပေးပါဘာဖြစ်လို့လဲဆိုတော့ကျောင်းတော့အဲ့ဆီယံမှာလည်းတူကျင်လို့ဆိုပြီးတော့အဲအဲ့လိုပုံစံလေးပေါ့နော်ပြီးတော့လဲညီမတို့ကကျောင်းစည်းကမ်းရဆိုရင်ညီမတို့လည်းအကုန်လုံးပေါ့နော်လူတွေအကုန်လုံးကကျောင်းသားဘဝကိုဖြတ်သန်းခဲ့ရတဲ့သူတွေပဲပေါ့နော်ညီမတို့ကျောင်းသားတွေမှာလက်သင်းတွေစိုးပွင့်မရှိဘူး လက်သိနေဆိုွက်မရှိဘူးအဲ့လိုအချောင်းဝက်အစားဆိုရင်လည်းတသက်ရဲ့ဝေးရတယ်မိန်းကလေးတွေကယောက်ျားလေးအဲ့လိုရှက်တွေပါတယ်ဆိုလဲတိတ်ပြီးတော့လက်မခံကြဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့ညီမတို့ကအဲ့ဒီဘဝကိုညီမတို့ငယ်ဘဝပေါ့ဥမာ9တန်း8တန်း9ရန်အဲ့လိုအရွယ်ဘဝကိုညီမတို့ကပြန်ပြီးတော့လေးလာရတယ်ကြည်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီကိုရန်ဆီယာမရဲ့ပုံစံဆိုလဲဆီယာမလက်သေးအရှိတောင်မထားဘူးအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုဆိုတော့အဲ့ဒီဆီယာမကိုလည်းကိုသဘောကျတာနဲ့ပဲအဲ့ဆီယာမရဲ့ပုံစံလေးကို inspire ယူပြတာပေါ့ အကြောင်းသားဘဝမှာမမရရဆိုရင်တွေးလိုက်တိုင်းဘယ်အကြောင်းသားမှဆိုကြောက်ရတဲ့ဆရာမဆိုတာရှိတယ်လေအဲ့တော့ကွာကို့ဘဝမှာကြောက်ရတဲ့ဆရာမဆိုတော့အဲ့ကိုတန်းဆရာမပဲဆိုတော့ကဲငါတော့ဒီဆရာမရဲ့ပုံစံလေးကိုဟွာဖြစ်မယ်ဆိုတော့ဘာဖြစ်လဲဆိုတော့ညီမစကရစ်ဖတ်လိုက်တဲ့အချိန်မှာအဲ့ဒီဆရာမကိုစုခဲ့တာတွေပြောခဲ့တာတွေအကုန်လုံးကိုကိုယ့်ရဲ့ memory ကနေပြန်ပေါ်တယ်ပေါ်ပြီးသွားရင်တီချက်စီကိုတီချက်စီကိုတော့အမှန်တိုင်းပြောရမသွားပြစ်ဘူးဒါပေမဲ့ညီမရဲ့ဘဝမှာအမှတ်မှတ်ရရဒီဆရာမဖြစ်ခဲ့တဲ့အတွက် ဲ့ဒီဆရာမရဲ့ပုံစံလေးကိုတော့ငါယူမယ်ဆိုပြီးတော့အဲ့ဆရာမရဲ့ပုံစံအတိုင်းကို inspire ယူပြလိုက်တာတမီးအားလို့ကိုရန်ပေါ့နော်အဲ့ဆရာမကဘာဖြစ်တာဟဲ့တဲ့အဲ့ဆရာမတော့မရှိတော့ဘူးဆိုတော့လေစိတ်ထဲတော့မကောင်းဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့အရင်တော့ interview ဖြေတော့ကလည်းဒီဆရာမကို inspire ယူထားတယ်ဆိုတာလေးကိုဖြေခဲ့တာဟုတ်ဆရာမကိုသိစေချင်တယ်ပေါ့နော်အဲ့လိုမျိုးဆရာမအတိုင်းပဲပုံများတယ်ဘာဖြစ်လို့လဲဆိုတော့ဆရာမကလေအဲ့လိုမျိုးစူလိုက်ပြီဆိုရင်လည်းလေဟဲ့နင်တို့တွေဘာဖြစ်တယ်ညဖြစ်တယ်သိရမလားအဲ့တုန်းကလည်း ကိုရန်ဒီဂန်လေဒီဂန်ဆိုတော့အင်ကအကိုရှိတယ်အကိုနဲ့တခန်းနဲ့အကိုကမော်နီတာအဲ့လိုမျိုးအကိုစုခံရတာတွေအကိုရိုက်ခံရတာတွေသိရမလားအင်ကအကိုကနည်းနည်းဟိုစိုးတာတော့မဟုတ်ပါဘူးအခုအခု character တွေကလွင်မောင်လို့ပါလို့ပုံစံမျိုးပေါ့နော်အဲ့လိုဆီယမ်မဟဲ့ချက်တော်ချက်တော်မိတ်လေးဖြတ်ခဲ့ဆိုတော့မဟုတ်သူချက်တော်ဥလိုက်ကနေနှုတ်လာတာတို့အဲ့လက်ကြံ ာတွေဆီယမဆူရာတွေအဲအဲ့ဒါလေးတွေကတော့လုံးဝအမှတ်တရပဲဒီဆီယမရဲ့ပုံစံလေးကိုကိုလည်းသဘောကျတယ်ကျတာဖြစ်တဲ့အတွက်အဲ့ဒီဆီယမအတိုင်းတချို့ဟောက်တာတွေဆူရာတွေဆိုအဲ့ဆီယမနဲ့တပုံစံနဲ့ပဲအဓိကကာရိုက်တာတဖြည်းဖြည်းညီမတို့ကဒီဇက်ကောင်စီမျောဖို့ဆိုတာပေါ့နော်ချက်ချင်းကြီးတော့ဖြစ်မလာဘူးဟိုအရင်တော့ကလည်းပြောဘူးသူလိုပေါ့2019တုန်းကညာဒီအကြောင်းဆရာလေးအကြောင်းဆရာမကားလေးကရိုက်ဖြတ်ဖျောင်းတက်ဂရက်တွေကရိုက်ဖြတ်တာပေါ့နော်အဲ့ဒီအချိန်မှာမှအကြောင်းကြောင့်ကိုဗစ်တွေဖြစ်နေနေမရိုက်ဖြတ်ဘဲနဲ့2020နဲ့27အဲ့ကြားထဲမှာရိုက်ဖြတ်သွားတာဆိုတော့ အဲ့ဒီအချိန်မှာကျတော့ character စီးမျောမှုပေါ်ကျတော့ချက်ချင်းကြီးတော့လူတယောက်ဒီ character တစ်ခုကိုပထမဆုံးရိုက်တဲ့နေ့မှာတော့ဘယ်သူမှအစီမျောဘူးနောက်ပိုင်းဘာဖြစ်လဲဆိုတော့အဓိကခုနပြောဆို team work နေတာပေါ့နော်ဟွာចောင်းသား9ရောက်ဆိုလိုက်ចောင်းသား9ရောက်နဲ့ကိုရီးယားစောဂျန်တိုင်းစောပြောဂျန်တိုင်းပြောတယ်မလား shooting shooting ကဟိုကိုရီးမပါဘူးဆိုရင်အနောက်မှာကိုရီးယားအဲ့လို ခွီနေကြတာပေါ့နော်အဲ့လိုဆိုတော့အကုန်လုံးကမော်နမားတွေလိုဖြစ်သွားတယ်ကိုဖိုးသားနဲ့ဆိုလဲတရုတ်ဆောင်ရတာအပင်းယူတွေလည်းမျှတယ်အဓိကတော့ဒါပဲပေါ့နော်ဟိုငါတယောက်တည်းကောင်းမှုအတွက်ပဲလုပ်လို့မရဘူးပေါ့နော်ဇကားတကားပောက်ဖို့အတွက်ကကြတော့အားလုံးမှတောင်းဝင်ရှိတယ်ပေါ့နော်အားလုံးဆိုတာတရုတ်ဆောင်တွေမှမဟုတ်ဘူးပေါ့နော်ဒရိုက်တာတွေပြီးတော့ရင်ကင်မရာတွေ lighting တွေ setting တွေအားလုံးမှတောင်းဝင်ရှိတယ်ပြီးတော့ညီမကဘာဖြစ်လဲဆိုတော့ shooting ရောက်ပြီဆိုတော့ shooting ကလူတိုင်းအမြဲပြောင်းထားပေးတယ် ဘာလို့ဆိုနိုင်စင်းနေရိုက်ပြီဆိုလူတိုင်းကပြင်းမှန်းနေကြပြီပေါ့နော်တနေကုန်ရိုက်ရတာဆိုတော့အဲ့လိုအချိန်ဆိုရင်အဲ့လိုသူတို့ပြောင်းထားပေးတယ်တိမစတဲ့နောက်တဲ့အဲ့လိုဆိုတော့အကုန်လုံးကမိသားစုဝင်တွေလို့ဖြစ်နေတော့ဒီဇကားလေးကပို့ပြီးတော့ရုပ်ပို့ကြွသွားတယ်လို့ထင်တယ်ပေါ့နော်ညီမကခေါင်းထဲမှာတွေးထားတာပေါ့ကိုသားចောင်းစီရမှာဆိုရင်ဘယ်လိုလုပ်မှာလဲသိတယ်မလားအဲ့ဒီဟာအမြဲတွေးကြည့်တယ်ပေါ့နော်။ကျောင်းသားတွေကိုစူတာစူတာအမြဲတမ်းကျောင်းသားတွေအပေါ်ကိုတော့ချစ်တယ်။အဲ့လိုမျိုးဆိုတော့ ိုလည်းအဲ့လိုမျိုးဖြစ်အောင်လုပ်ရမယ်ဆိုတဲ့အတွေးနဲ့ပဲညီမအကြောင်းသားတွေကိုစုတဲ့အခါကျရင်လည်းတစ်ခါကျရင်အဲ့လိုပေါ့နော် dry dye ပါတော့လည်းပြောရပေါ့နော်ဟဲ့အတန် flow အရင်မြင့်နေတယ်နည်းနည်းလေးဟွာဖြစ်ဆိုရင်အဲ့လည်းညာကောက်ကိုနည်းနည်းပြန်ထိန်းပြီးတော့မှအော်ငါဒီ flow နဲ့ပဲသွားရမယ်ဆိုတာကိုကောက်ကိုမှတ်ယူလိုက်တယ်ပေါ့အဲ့တော့ဘာဖြစ်လဲဆိုတော့အဓိကကညီမတို့တရုပ်ဆောင်နေရအဲ့လိုပေါ့ eye contact ကအရေးကြီးဆုံးပဲလေအဲ့လိုကိုယ့်ရဲ့မျက်လုံးမှာတဏှာမှုလည်းပေါ်ရမယ်ဒီကလေးတွေပေါ်ကျင်နာတဲ့ဟာမျိုးလည်းရှိရမယ်အဲ့လိုဆိုတော့အဓိကတော့ဒီဆီယာမောက်ကိုကိုယ့်ရဲ့ ပုံစံနဲ့ပေါ့နော်အကောင်းဆုံးတော့ပုံဖော်ခဲ့တာပေါ့အဲ့ဒီကဘလို့လဲဆိုတော့လေဟိုစွာတာကြတော့လေအဲ့လိုတခုခုဆိုတော့အထိမခံရွှေမခံသိရမှာအဲ့ဒါကြတော့စွာတာပေါ့နော်ညီမဆူတာကြတော့ဘလို့လဲဆိုတော့ဒီလွင်မောင်တို့ထူးစော်တို့စွမ်းထက်မောင်တို့ထိန်လင်းအောင်တို့ရဲကောင်တို့ဆိုတာကြတော့လေအပြင်မှာလဲကွာသူတို့အဲ့ဆီယာမတွေကအတိုင်းပဲ ကိုမောင်နေလိုပဲချစ်တော့ဟဲ့နင်တို့တွေကဘာဖြစ်တဲ့ညာဖြစ်တဲ့အမြဲအဲ့လိုပြောနေတာလဲအကျင့်ဖြစ်သွားတဲ့အခါကျတော့တကယ်လဲစုလဲစုရောသူတို့အပြင်မှာလဲဒီမောင်ဒီမောင်လေးတွေ၅ယောက်လုံးမောင်လေးတော့ကိုရဲကောင်ကတော့ကိုထကြီးတာပေါ့နော်ဒီလူတွေကိုကိုကအပြင်မှာလဲတကယ်မောင်နေလိုချစ်တယ်ချစ်တဲ့အခါကျတော့အဓိကစိတ်ပဲပေါ့နော်ကိုစိတ်ထဲမှာဒီလူတွေကိုကစိတ်ခံစားချက်သွင်းပေးတတ်ရတယ်ကိုအပြင်မှာပါဒီကလေးတွေကိုကိုကချစ်နေမှာ တကယ်ចောင်းသားကရိုက်တဲ့အခါကျတော့ကိုစူရာတွေရိုက်တာတွေကျတော့ကိုမောင်နေအဲ့လိုမျိုးသဘောမျိုးနဲ့ပဲကိုကအဲ့လိုသိယုံဆောင်ပါပေါ့အမတ်တရရရောဒီဖျောင်းသက်ဂရိတ်နဲ့ပတ်သက်တော့အများကြီးပဲပေါ့နော်အများကြီးပဲပေါ့ဆိုတာကကြတော့ညီမကအဲ့လို shooting ရိုက်နေတဲ့အချိန်ကတော့တကယ်ဆရာမအဲတချို့ဆိုရင်ကွာအဲ့လိုအားပေးတဲ့သူတွေအခုအားပေးနေတဲ့သူတွေဆိုရေးထားတယ်ဟွာဆရာမအားတဲ့အပြင်မှာဆိုရင်လည်းပေါ်တော်တော်ပျော်တတ်တဲ့သူတွေဒါပေမဲ့ပေါ့နော်သူဆရာမ character ကိုဝင်အောင်တော့လုပ်နိုင်တယ်ဆိုတဲ့အတိုင်းပဲပေါ့နော်ညီမ shooting ရိုက်နေတဲ့အချိန်မှာညီမဒီလိုပဲ ဆီယမတစင်လဲဆိုဆီယမတစင်လဲပဲဒါပေမဲ့ရှူတင်ပြီးသွားရင်တော့ညီမမဟုတ်တော့ဘူးပစီဆိုးဖြစ်သွားအောင်အဲ့တော့ကိုလှုပ်ချင်တာကိုလှုပ်တယ်အဲ့လိုကနေလဲကတယ်ခလေးတွေရိုက်နေနေလဲလေတခါညာဆွဆွဆက်နေရောဆိုရင်လေမိုင်းသမီးတယောက်ဆောင်နေတာမိုင်းရဲ့အဲ့လိုလိုသမီးကြီးချင်တာပေါ့ဆိုတော့အော်အေးပြီးရောဆိုတော့အဲ့လိုမျိုးကိုရှောင်ထွက်ပေးရတာလေးတွေလည်းရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့အဓိကအားလုံးကပျော်နေမှတယောက်ဆောင်လာတာပို့အဆင်ပြေတာအာဘယ်လိုခံစားရလဲဆိုတော့ဒါဒုတိယအကြိမ် ကိုထပ်ပြီးတော့အတိမတ်ပြုခံရတာပေါ့နော်ပထမအချိန်တော့ကလည်းအဲ့လိုပဲဆရာမတွေကအစအားပေးခဲ့တာပေါ့နော်အဲចောင်းသား9ယောက်ကိုလည်းအားပေးတဲ့ fan တွေအများကြီးရှိတယ်အဲ့ဒီအပြုံမှာဆရာမ အဖွဲတွေအများကြီးပဲရှိတယ်ပင်စင်ယူရတဲ့ဆီယမ်မကြီးလည်းရှိတယ်အဲ့ဆီယမ်မကြီးတော်တော်များများကလည်းအခုလည်းအဲ့အဲ့ဆီယမ်မကြီးပဲလာတော့မသိဘူးပေါ့နော်ကွန်မန့်နေရေးတယ်ငါတို့ចောင်းသားဘွားမှာအဲ့လိုမျိုးလေးပဲဇဒုံလေးတွေထုံးပြီးတော့ဒီလိုလေးလုပ်ခဲ့တာသူတို့တွေကိုယ်တိုင်ကလည်းညီမကိုအဲ့လိုပေါ့နော်ကွန်မန့်လေးတွေဖတ်ကြည့်ရချီချူးစကားတွေပြောထားတာအများကြီးပေါ့နော်သူတို့ရဲ့ပညာရေးဟိုအတွက်ပေါ့နော်ဆရာဆရာမရဲ့ဂုံပုတ်ကိုစောင့်နိုင်နေဆိုပြီးတော့လည်းပြောခံရတယ်ပေါ့နော်အဲ့ဒီအတွက်လည်းမှန်တိုင်းပြောရရင်ဝမ်းတာတယ်ပေါ့နော်ဟုတ်